မင်္ဂလာပါရှင်တရှင်တို့ဒီနေ့က80တဲမှာ super secret ကို80မှာဘယ်လိုအသုံးပြုရမလဲပြီးရင်သတိထားရမယ့်အချက်ကဘာများဖြစ်မလဲဒါလေးကိုမျှဝေပေးသားမှာဖြစ်ပါတယ်အဲ့တော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်အာ1လို့ရိုက်ထည့်လိုက်တယ် 1st ပေါ့နော် 1st လို့ရှင်တို့ကရိုက်ထည့်လိုက်တဲ့အချိန်မှာသူက auto fill level နဲ့ auto fill pattern ပေါ့နော်ဒါလေးနဲ့ဆွဲရှားလိုက်တဲ့အခါမှာ ပုံမှန်အဖြစ်ကျွန်တော်ကဒီမှာ auto first second third ပုံသားလာကိုတွေ့ရမယ်။ပြီးရင်အဲ့ဒီမှာကျွန်တော်ကဆက်လက်မှတ်လိုက်ပြီးတော့ alignment နဲ့ကကျွန်တော်ဒီ setting နဲ့ကိုသွားတဲ့အချိန်မှာဒီထဲမှာ font တွေကိုဝင်လိုက် ပြီးရင် super secret ဆိုတဲ့ဟာလေးကိုနှိပ်လိုက်နော် super secret ကိုနှိပ်လိုက်တဲ့အချိန်မှာကျတော့ okay ပေးလိုက်ပြီဒါဆိုရင်သူကအကုန်လုံးဝင်သွားတယ်ရမလားတစ်ကုန်းဝင်သွားတယ်ကျတော့လိုချင်တာက1အပေါ်လေးမှာ sd လေးကိုလိုချင်တယ်1အပေါ်လေးမှာ sd လေးကိုလိုချင်တာဖြစ်တဲ့အတွက်ဒီလိုမျိုးသွားသုံးမှဆိုရင်ကျတော့အဆင်မပြေတော့ပါဘူးနော်ဒါကြောင့်မလို့3ထားရမယ့်အချက်ကပါလိမ့်မှာဖြစ်မလဲလိုချင်ကမြောက်ပဲပေးတာပဲဖြစ်ပါတယ်ဒီချက်ကတော့ criminal queen ရဲ့ founder and trainer ဒေါ်နာကျောက်ကရင်ဖြစ်ပါလိမ့်ရှင်တခြားရဲ့ YouTube နဲ့ Facebook Twitter account တို့ကိုနောက်ရက်နောက်ထပ်သင်ခန်းစာတွေမှာဒီလိုမျိုးအကျိုးရှိပြီးတော့သင်ခန်းစာတွေကိုမျှဝေပေးတာဖြစ်တဲ့အတွက် follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးပါနော် အဲ့တော့ပါတီလိုမျိုးလေးခြေတော့ကလောက်တော့မယ်ဆိုလို့ရှိရင်ခြေတော့အရင်ဝန်ဆောင်လုပ်ရမယ့်အပိုင်းဒီ TST လေးကိုပဲဆက်လက်မှတ်ဆက်လက်မှတ်ပြီးရခြေတော့က alignment နဲ့ဝင်မယ်ဆိုမရတော့ဘူးလေနော်ပြီးရင် right click ကိုနှိပ်လို့ရလားဒီမှာ format ဆက်ရတယ်အဲ့တော့ right click format ဆက်သွားလို့ရတယ်လို့ keyboard ကနေပြီးတော့ control ရဲ့1ရဲ့သွားလို့ရတယ်နော် control 1ကိုသွားလို့ရတယ်ပြီးရင်ဒီမှာ super secret ကိုနှိပ်ပြီးတော့ okay ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒီချက်ကဒီမှာ 1sd ဆိုပြီးအပေါ်မှာတင်သွားပြီ auto pay pattern လေးနဲ့ဆွဲချလိုက်တဲ့အခါမှာ1 2 3 4 5 6 9ဆိုပြီးတော့ auto ဝင်သွားတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့အဓိကမေးမသည် select မှတ်ပြီးကြနဲ့ right click format ဆက်တော့ဝင်ပြရမှာဖြစ်ပါလိမ့်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရက်တင်ခင်းစာတွေမှာကျန်လည်ဆုံးတွေ့ကြမယ်နော်